အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာလမ်းစည်းကမ်းဖောက်တဲ့မောင်းသူငယ်ကားကိုရဲတွေတားဆီးပါတယ်။ဖြစ်ချင်းတော့အဲဒီကားမှာလူမပါတဲ့အတွက်ဒဏ်ရိုက်လို့မရဘူးလို့သိရပါတယ်။အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာလမ်းစည်းကမ်းဖောက်တဲ့ကားတစ်စီးကိုရင်းနှီးရဲတွေကလိုက်ဖမ်းခဲ့ပေမဲ့ကားပေါ်မှာရင်မောင်းပါလို့ဒဏ်ရိုက်ဆရာလူမရှိဖြစ်နေပါတယ်။အကြောင်းကတော့မကွေ့ရမယ့်နေရာမှာကားငယ်ကွေ့ကွေ့ခဲ့လို့ရဲတွေကအပူတပြင်းလိုက်ဖမ်းခဲ့ရတာဖြစ်ပါလေ။မောင်းသူမေကာနီမြကုံမီဝေမိုးရဲ့မောင်းသူမေကာဒစင်းဖြစ်တာကြောင့်ပါဒီကားဟာရဲရဲရှိမှပဲခက်တီတီကြီးကိုဝါတာဖြစ်ပါလေ။ ကယ်ဖိုးနီးယားပြည်နယ်ဆန်ဘရူနိုမျိုးရဲတပ်ဖွဲ့ဟာလူမပါတဲ့ကားကိုတားထားပြီးသူတို့ရဲ့အရာရှိတွေသွားရောက်စစ်ဆေးပုံ Facebook ပေါ်တင်ခဲ့ပါတယ်။ဝေမိုဟာဆန်ဖရန်စစ္စကိုဘေးအေရီယာတဝိုက်မှာမောင်းသူမဲ့အငှားကားတွေပြေးဆွဲနေတဲ့နေပညာရှင်ဆောင်ကမ်းမြေတစ်ခုဖြစ်ပါတယ်။လူမပါတော့တန်ရိုက်လို့လည်းမရတော့ကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။ရဲတပ်ဖွဲ့ရဲ့လက်ညှိုးဆောင်မှလည်းဆက်ရုပ်ကိုတန်ရိုက်ဖို့ညွှန်ကြားချက်မပါဘူးလို့ဆိုပါတယ်။ငြိမ်ရေးတို့အေအန်နေပညာတောင်းထားတဲ့မောင်းသူမဲ့ကားတွေဟာပတ်ဝန်းကျင်ကလမ်းမှတ်သားစိုင်းမုတ်တွေ မြင်ကြတယ်မိဘတွေကိုအချိန်နဲ့တပြေးညီထောင်လန်းကြည့်ရှုမှတ်သားပြီးရင်းစိကဲနဲ့ညီမောင်းနေမှုတည်ထွင်ထားတာပါဒါပေမဲ့ခုကိစ္စမှာတော့ software ပိုင်းမှားရတစ်ခုကြောင့်မကွေရမယ့်နေရာမှာ ကားကကားငယ်ကိုပြန်ကွေသွားတာဖြစ်ပါလေရဲရတဲ့ဆရာလူမျိုးပါတဲ့ကားကိုဓာတ်မြိုက်တော့ပေမဲ့ဒီကိစ္စအကြောင်းဝေမှုကုမ္ပဏီကိုတည်ပေးခဲ့ပါတယ်ကမ္ပဏီတွေနဲ့ခုလိုစီကံဖောက်တဲ့နောင်နေမှုထပ်မဖြစ်အောင် software ပိုင်းပြန်လဲစစ်ဆေးအစ်စ်မြင့်ရမယ်လို့ပြောပါတယ်ဝေမှုကတော့ သူတို့ရဲ့မောင်းသမဂါစနစ်ဟာရှင်းစည်းကမ်းလမ်းစည်းကမ်းကိုတေချာလိုက်နိုင်အောင်စီစဉ်ဖန်တီးထားတာပါလို့ထုတ်ပြန်ပါတယ်။ဒီဖြစ်ကိုလည်းပြန်လည်ဆက်စပ်ပြီးလုံခြုံရေးကဏ္ဍပုံမှန်တိုးတက်ကောင်းမွန်အောင်ပြင်ဆင်ပါမယ်လို့ဆိုပါတယ်။ကာလီဖိုးနီးယားပြည်နယ်အခြေစိုက်ကေဗင်နီဆန်ကတော့လမ်းပေါ်မှာစီကမ်းချိုးတဲ့ကားတွေတွေ့ရင်ရဲတွေကသတိပေးပြီးချလန်ဖြစ်နိုင်ဖို့ဥပဒေမူကြမ်းတင်သွင်းခဲ့ပြီးနောက်နေ့မှာစတင်တက်ဝင်လာမှာဖြစ်ပါတယ်။ဆမ်ဘရိုရဲ့ဖက်ကတော့မောင်းသူတွေကစီကံဖောက်လို့လိုက်ဖမ်းရတာပထမဆုံးတွေ့ကြုံပါလို့ပြောပါတယ် ။ယင်းကလည်း San Francisco Bay Area တဝိုက်မှာမောင်းသူမဲ့ကားတွေကြောင့်ပြဿနာတရတဲ့ပြဿနာတစ်ခုရှိခဲ့ပါလေ။အဲ့ဒီဖြစ်စဉ်ထဲမှာယင်းကျော်ကျက်တဲ့လဲလဲကောင်မှာမောင်းသူမဲ့ကားကထိုးရက်နေတာ။လမ်းသွားလမ်းလာတူကကားနဲ့ချိတ်ပါသွားတာ။မိသက်ကားတွေရဲ့လမ်းကြောင်းကိုမောင်းသူမဲ့ကားကနှောက်ရက်တာ။ရာဇမှုဖြစ်လို့ပိတ်ထားတဲ့ဇုံနေရာထဲကိုမောင်းသူမဲ့ကားကဝင်မောင်းသွားတာဒါတွေပဲပါလေအသက်ဝင်လာမဲ့ဥပဒေအစ်တမတော်မောင်းသူမဲ့ကားကံမိတွေဟာအေးပေါ့ချင်းနေကြုံရင်ဥသောတုံးရမယ်ဌာနစီဖုန်းနံပါတ်တွေပေးထားမှဖြစ်ပြီး တတ်မှတ်ဆုံးတစ်ခုကနေအဲဒီကားတွေဖယ်ရှားပြီးလို့ဆက်သွယ်တောင်းဆိုခံရရင်နှစ်မိနစ်တွင်ကုမ္ပဏီဘက်ကဝေးထိန်းစနစ်သုံးပြီးတုံ့ပြန်ကူညီပေးဖို့ဆိုတာမျိုးလဲတတ်မှတ်ထားကြောင်းသိရပါတယ်။